မြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုတွားရောက်လုလုကင်နေတဲ့လုံသားတွေအတွက်ပြည်ပလုကင်ဆိုင်ရာဥပဒေကအကာအကွယ်မပေးနိုင်ဘူးလို့ဗဟိုတရားလွှတ်တော်ရှေ့နေသူကပြောပါတယ်ခင်နှင်းဖြူဆိုးပေးပို့ထားပါတယ်ခင်ဗျာလက်ရှိပြည်ပလုကင်ဆိုင်ရာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကရွှေပြောင်းလူသမားတွေကိုလုံလောက်တဲ့အကာအကွယ်မပေးနိုင်တဲ့ဥပဒေဖြစ်နေတယ်လို့ပြောပါတယ်ဥပဒေဆိုတာပြည်သူလူအကာအကွယ်ပေးဖို့ဒါပေမဲ့ကျွန်တော်တို့ပြဋ္ဌာန်းထားတဲ့ဥပဒေကကျွန်တော်တို့ ဒီရှေ့ပြောင်းလုံသမားတွေကိုအကာအကွယ်မပေးနိုင်ဘူး။ဒါကျွန်တော်တို့ဆိုဒါကျွန်တော်ကိုယ်တိုင်လည်းလက်ရှိအလုပ်သမားရေးလုံတယ်လို့ခုံအောင်စီပါလည်းပါတယ်။ရှင်းနေတရားဝင်လည်းဟုတ်တယ်လိုက်။ဆိုတော့ဒီတိုင်ချက်ဖွင့်ဖို့ကအလွန်ခက်ခဲပါတယ်။အဲ့ကျအလုပ်သမားတွေနေနေတဲ့အတွက်သူတို့ဒီဟာနဲ့ဥတွေချူဖောက်မှုတွေကိုတိုင်ချက်ဖွင့်ဖို့ကြိုးရတယ်။တိုင်ချက်ကိုလက်ခံတဲ့အဆင့်ဖြစ်မေဝင်ပြည်ပလုပ်ငန်းရှောက်ဖွေးအေဂျင်စီကထိုင်းနိုင်ငံကြေတာဆက်ရုံမှာအလုပ်လုပ်ကိုင်မှုဆိုပြီးလိင်လေစာချုပ်ချုပ်တာတွေနဲ့ပတ်သက်ပြီးဘကိုးတိုင်းအဝိုင်းကြီးရွာကလူသားတွေကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ တဦးကိုသုံးသိန်းခွဲနဲ့ကြသားဆက်အောင်မလုပ်လို့ရမယ်လို့ခေါ်ဆောင်သွားခဲ့ပြီးထိုင်းနိုင်ငံရောက်တဲ့အခါမှာအလုံးမရရှိပဲကိုစိတ်နဲ့ကိုတလားတည်နေခဲ့ရပြီးတိုင်ကြားတဲ့အခါမှာလည်းအရေးယူတာမရှိဘူးလို့ပြောပါရတယ်။ဒီကိစ္စတွေကဘယ်လိုပြောလို့ဒီမှာကျွန်တော်တို့ဝိုးဝတ်နဲ့ကိုယ်လိုက်တချောတယ်ကျွန်တော်ဒီတချောလည်းမရောက်ခဲ့ဘူး။ကိုယ့်ကမှာဆုံလာလို့ဒီမှာပါပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဆုံလာအောင်ရောက်ခဲ့ဘူး။ဆုံလာဆိုဘယ်နာမှလည်းမသိခဲ့ဘူး။လက်ရှိရောက်နေတာကျွန်တော်မဟာချိုင်မူစင်စကြောက်ရဲ့ခေါ်တယ်မှာရောက်နေတာ။ဒီငန်းကြီးလေးထဲမှာဒီနေ့ဆိုတော့ကျွန်တော်တလားပြည့်ပြောရတော့ဝိုးရှိလုံးမရဘူး။ ဝေပေးချေတုံးကထိုးတဲ့စာချုပ်မဟုတ်ပဲစာချုပ်ကိုလည်းလက်မှတ်အတူတွေနဲ့ပြုလုပ်ထားတယ်လို့ပြောပါရတယ်။ဒီထိုးတဲ့စာချုပ်ကြီးဆိုင်ရက်နဲ့ရက်ဖြစ်ပြီးလက်မှတ်ဒီသမီးတို့လက်မှတ်မဟုတ်ပါမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုရွှေပြောင်းလို့တမအများဆုံးတွားရောက်လို့ရှိပြီးအစိုးရကထိုင်းနိုင်ငံကိုတွားရောက်အလုပ်လုပ်ကင်ဖို့တရဝင်းမြန်မာစက်ငွေတသိန်းခွဲပဲသတ်မှတ်ထားပါဗျ။လက်ရှိချိန်မှာတော့အဲ့ဒီပြည်ပလုပ်ငန်းရှာဖွေရေးအေဂျင်စီကိုတရားစွဲဆိုထားပေမဲ့ထိရောက်တဲ့အရေးယူမှုတွေမပြုလုပ်သေးဘူးလို့သိရပါဗျ။ကျွန်မခင်ဗျဖြစ်ဆိုပါ။